ောင်ငူမြို့18ရပ်ကွက်ဂုံသေးကြီးလမ်းမီးလောင်မှုမှာကျပ်သိန်း130ဆုံးရှုံးခဲ့တယ်လို့မြို့နယ်မီးသတ်ဌာနကပြောပါတယ်ဒီသတင်းကိုတော့ခင်မင်းစောကပေးပို့ထားပါတယ်ခင်ဗျာဒီနေ့မလာ14ရက်မနေ့တနားရီအချိန်ကတောင်ငူမြို့18ရပ်ကွက်ဂုံသေးကြီးလမ်းကဝင်းစီပဲလော်လုပ်ငန်းတည်ရှိရာနှစ်ထက်အစာဦးကစတင်မီးလောင်ခဲ့တယ်လို့စစ်ဆေးတွေ့ချီတောင်းမြို့နယ်မီးသတ်ဦးစီးဌာနနဲ့တောင်ငူမြို့မှာရဲစခန်းအမှတ်1ကပြောပါတယ် တို့ဒီနီးလဲညင်းလဲညင်းပြီးသွားရောကျွန်တော်တို့ဒီမြင်းမြင်းသက်သီတို့နောက်တစ်ခါကြားသက်သီတို့အနီနာအိနာပတ်ဝန်းကျင်တို့ဘောလုံးဟိုကျွန်တော်ရဲ့ကျင်းမြင့်နေမှုရဲ့အမြင့်နေအောင်ရှိမှုရဲ့ဟိုဘိုင်းဖွဲ့ပဲဒီဟိုမှာကျွန်တော်တို့အုတ်ချွေမှုမျိုးမှာပေါ့ရက်ွက်အုတ်ချွေမှုမျိုးမှာစစ်ဆေးလိုက်တဲ့အခါကျတော့အဲ့ဆိုတဲ့စစ်ဆေးချက်ရဒီဟိုပေါ့အဲ့ဒီစူတာတူဝင်းတီတီပဲကြောက်ပဲလို့လုပ်ငန်းကနေစလောင်လဲလို့ပြီးရတယ်နောက်တစ်ခါအဲ့ဒီဝါယာကျိုးတွေစပြီးတော့လောင်လဲဆိုတာကိုလည်းအော်တဲ့ ဟိုကလန့်အော်တဲ့လူတွေပေါ့အဲ့လိုမျိုးလူတွေတွေ့ရတဲ့အခါကျတော့ဒါပြီးတော့မူကြောင်းရင်းတော့အဲ့လိုဝါယာကျူးတွေအခုလုံနာနဲ့စပြီးတော့တောင်းတဲ့ဆိုမျိုးကျွန်တော်တို့ဝါယာထုတ်ဖြစ်ကြတယ်မနေ့3နာရီခွဲလောက်မှမင်းညွန့်ကြိုးသားပြီး4နာရီခွဲလောက်မှတော့မင်းငိမ့်တက်နိုင်ခဲ့ပါတယ်မိလောင်ရမှာတောင်မြို့ကမိသက်ကား6စီးနဲ့အထောက်ဖူဖူကားတစ်စီးအပြင်အနည်းပတ်ဝန်းကျင်မြို့တွေဖြစ်တဲ့အုံတွင်းရေတားချင်းနဲ့ထန်းနေမြို့ကမိသက်ကားတစ်စီးစီအထောက်ဖူဖူကားတစ်စီး ပုပ်လိကရေပောက်စားကားနှစ်စီးတို့ကလည်းကုညီနှိမ့်သက်ပေးခဲ့ပါတယ်။မိလောင်ကျမှုကြောင့်ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲလူနေအိမ်လေးလုံးနဲ့အတွင်းဖြစ်စီဆုံးချုပ်မှုတန်ဖိုးကျက်သိန်း130လောက်ရှိတယ်လို့ပြောပါတယ်။စတင်လောက်ကျန်းတယ်လို့စိုက်ချက်တင်ခံထားရတဲ့အိမ်ပိုင်ရှင်ဦးတန်းထူးကိုတောင်ဝမြို့နယ်မြို့မရေစကန်ကအမှုဖွင့်အရေးယူထားပါတယ်။ကျမခင်မင်းစောပါရှင်။